ဂါဇာကမ်မရီတာကပြည်သူ့ပခတွေကိုကြည့်ရအောင်အချိန်တွေကပိုဆိုးလာပါပြီ။အစ္စရေးကမြေပြင်တိုက်ခတ်မှုအစ်စ်ကိုစတင်လိုက်ပြီဖြစ်တယ်။ဒီတိုက်ခတ်မှုကို Gideon Charrier လို့ခေါ်ပါတယ်။တရင်းဝင်နေ့မှာစတင်ခဲ့ခြင်းဖြစ်တယ်။အစ္စရေးကဂါဇာကမ်မြောက်ရဲ့မြောက်ပိုင်းနဲ့တောင်ဝန်းဒေသတွေမှာတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလေကြောင်းတိုက်ခတ်မှုကြောင့်အနည်းဆုံးလူ140တေဆုံးခဲ့ပါတယ်။စစ်စင်ရေးကယနေ့မှာဆက်လက်လှုပ်ဆောင်နေပြီးအနည်းဆုံးလူ90တေဆုံးခဲ့ပါတယ်။အစ္စရေးနဲ့ ဟာမာဒိုကကာတာမာတွေ့ဝိုက်အပြစ်ခတ်ရဆေးရဆွေးနွေးပွဲပြုလုပ်နေတဲ့အချိန်မှာယင်းဒီဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။တကြိမ်တည်းမှာပဲကောင်းရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ဣဇရဲနိုင်ငံအပေါ်နိုင်ငံတကာ PR တွေတိုးလက်ရှိပါတယ်။ဣဇရဲဟာဂါဇာမတ်မြေပြင်စစ်ဆင်ရေးကိုစတင်ခဲ့ပြီးဖြစ်တဲ့တမချန်းစာကသူသူရဲကောင်းတူဖြစ်တဲ့ဂီးတောင်ရဲ့ယထာများလို့အမည်ပေးထားတဲ့စစ်ဆင်ရေးဖြစ်ပါတယ်။တောင်ပိုင်းဒေသမှာ IDF ဣဇရဲကာဂိုယီတပ်ဖွဲ့က ြည်နယ်အစိုးရဖွဲ့ရဲ့အမိတ်တိုင်းစစ်စင်ရေးကိုစတင်ခဲ့ပါတယ်။သူတို့ကအခုစစ်ပွဲရဲ့နောက်တဆင့်ကိုတက်လှမ်းနေပြီလို့သူတို့ကပြောပါတယ်။ယင်းစစ်စင်ရေးအတွက်သူတို့ကဂါဇာကမ်းမောက်ဒေသမှာစစ်ရေးထိန်းချုပ်မှုတိုးမြှင့်ဖို့အတွက်စီစဉ်ထားပါတယ်။ဖွံ့ဖြိုးတိုးတက်မှုအတိအတွက်လည်းအဆင်ပြေဖြစ်နေလို့နေတယ်လို့သူတို့ကပြောပါတယ်။မြေပြင်တိုက်ခိုက်မှုကတရုတ်ရဲ့နေရာစတင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကပြင်းထန်စွာထွက်ပေါ်လာခဲ့ပါတယ်။ဂါဇာကမ်းမောက်တောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုများကန်ဂျူနစ်မျိုးအထိထိမှန်ခဲ့တယ်လို့ပြောပါတယ်။ မြောက်ပိုင်းဒေသမှာတော့လေကြောင်းတက်ခတ်မှုကနေရာအများအပြားမှာကြောက်ခဲ့ပါတယ်၎င်းတို့မှာဂျဘလီယာဒုက္ခတဲ့စကန်နဲ့ဘိတ်လာဟီယာမြို့တို့ဖြစ်ပါဝင်ပါတယ်ဘိတ်လာဟီယာမှာအင်ဒိုနီးရှားစီးဝင်တရုံကဆိုးဝါးစွာပျက်စီးခဲ့ပြီး၎င်းကလှုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူးဒီစီးဝင်ကဂါဇာမြောက်ဘက်မှာအလုံလုံနေစဲနောက်ဆုံးစီးဝင်ဖြစ်ပါတယ်တနင်္ဂနွေနေ့ညမှယနေ့အထိလေကြောင်းတက်ခတ်မှုများကြောင့်ခရီးငယ်များအများအပါအဝင်အနည်းဆုံးလူ140တိဆုံးခဲ့လို့ပြောပါတယ်ယနေ့တွင် စစ်စင်ရေးများဆက်တလို့ဆောင်နေပြီးအ ਨੇ ဆုံးလူ90တဲ့တေဆုံးခဲ့တယ်လို့ပြောပါတယ်တေဆုံးမှုတွင်ခရင်းငယ်များနဲ့တဲကြီးရွယ်အောင်များတာပါဝင်ပါတယ်ဒါကင်အယ်မူဆာဆာကဲတို့ဆွေးများတွေလည်းတပ်ဖြတ်မှုတေဆုံးမှုတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဣဇူကာဝေးတပ်ဖွဲ့ကတော့အချမ်းဖက်ပြင်းမှ160ကျော်ကိုတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်စစ်စင်ရေးကမစတင်မီမှာဣဇူရဲက၎င်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပြီးခဲ့တဲ့ဒီနေ့ပတ်မှာတုံးမြင့်တုံးဆောင်ခဲ့ပါတယ်ကန်ယူနစ်စီစီယုံဝင်းအတွင်းတိုက်ခိုက်မှုတစ်ခုမှာ IDF မှာ Hamas ကောင်းဆောင် Mohammed Sinwar တိစုံခဲ့တယ်လို့ဒီနေ့ကဆိုပါတယ်2024ခုနှစ်အောက်တိုဘာမှာ၎င်းရဲ့အကို Sinwar အတက်ခံရပြီးတော့နောက် Hamas အဖွဲ့ရဲ့ယာယီတပ်မှုဖြစ်လာခဲ့တာပါ Israel ကဘာကြောင့်ဒီတိုက်ခိုက်မှုတွေကိုစတင်တာလဲဆေးဥစွာ Gaza ကမ်းမတို့ပုံမှုနဲ့ဆိုင်စွာလွှတ်ရမယ်သူကြတဲ့ချက်ကတော့ဒဇခန်တွေကိုလွတ်ပေးရန်ဟာမတ်ကိုဖိအားပေးမယ်လို့ဆိုလိုခြင်းဖြစ်တယ်။တခါဟာမတ်ကိုအနိုင်ယူဖို့အစ္စရေးရဲ့ယမန်ချက်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကြီးမားတဲ့စစ်စစ်ရေးပြအများနဲ့မြေပြင်ကျူးကျော်မှုများနဲ့အတူဂါဇာကမ်းပေါ်ဒေသအားလုံးကိုတိမ့်ပိုက်လိုပါတယ်လူသားချင်းစာနာထောက်ထားမှုအကူအညီများခိုးယူခြင်းမှာဟာမတို့ကိုတားဆီးလိုပါတယ်ဒါကသူတို့ရဲ့စစ်ပွဲနဲ့အောင်ပွဲအတွက်စီစဉ်မှာစစ်စင်ရေးစပြီးချိန်မှာပဲအစ္စရေးဆိုရကဂါဇာကိုစာနာရေးကခွင့်ပြုမယ်လို့ပြောပါတယ်သို့သောအကန့်အသတ်တို့မဟုတ်အခြေခံအစအစပဏမတာဖြစ်ပါတယ်ဂါဇာကမ်းပေါ်တို့ရိတ်ခါစေဝါလောင်စာစီနဲ့အကူအညီများကိုခွင့်ပြုတော့ပဲဆက်တပတ် နိဗ္ဗာန်အကြမှာယဉ်ကျေးညာချက်ထုတ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့ပိတ်ဆို့ထားမှုကိုရုတ်သိမ်းရန်ဝန်ကြီးချုပ်နာတယာဟုအပေါ်နိုင်ငံတကာ PR တွေတိုးမြင့်လာပါတယ်။ပါလက်စတိုင်းတွေရဲ့အခြေအနေကိုစေကလုံးတွေနဲ့ဖော်ပြလို့မရပါဘူး။၎င်းကအမိုင်းနဲ့လူပွားတဲ့ကြော်လွန်နေပါပြီ။လူတွေကိုငှက်မှုနေစေပြီးဝန်ရံထားတဲ့မူဝါဒကနိုင်ငံတကာဥပဒေကိုလောင်ပြောင်တယောနေပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီများရပ်တန့်ရေးပိတ်ဆို့ထားမှုကိုချက်ချင်းရပ်ပြရမယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရေးပါတဲ့ထောက်ခံအားပေးသူတဦးရဲ့ဖိအားများလည်းရှိပါတယ်ပြီးခဲ့တဲ့တတိယမကအနောက်အာရှခီတော်ထွက်ခဲ့ပြီမဲ့အစ္စရေးကိုမတွားရောက်ခဲ့ပါဘူးယခုလအစောပိုင်းမှာထရန့်ကဂါဇာမှာအကြမ်းဖက်စစ်ပွဲကိုအဆုံးသတ်လို့ကြောင်းကြေညာခဲ့ပါတယ်အစ္စရေးအမေရိကန်တစားကန်တဦးလွတ်မြောက်ရေးအတွက်ဟာမတ်စ်နဲ့လည်းဆွေးနွေးမှုများပြုလုပ်ခဲ့တော့လဲသူဆွေးနွေးမှုပွဲများတွင် အစ္စရေးတို့ပါဝင်ခဲ့ခြင်းမရှိပါဘူး ဆွေးနွေးပွဲများမှာအစ္စရေးကိုနှုတ်ထွက်ခဲ့ကြောင်းထံကနင်းဆိုတော့လဲဂါဇာမင်း၌ဖြစ်နိုင်ခြေရှိသောအင်္ဂဘေးကိုရတန့်ရတန့်လိုကြောင်းထံကဝန်ခံခဲ့ပါတယ်ထံကဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ရတော့မှာပါလို့ပြောတယ်နောက်လမှာကောင်းတာတွေအများကြီးဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်ပါလက်စတိုင်းတွေကိုလည်းကူညီရမယ်ဂါဇာမှာလူတော်များများငှားနေတော့နှစ်ဖက်စလုံးကိုကြည့်ရမယ်လို့တောင်းတဲ့ထံကပြောခဲ့ပါတယ် policy ပေါ်လာရခြင်းရဲ့အကြောင်းရင်းမှာ Israel ရဲ့ cyber ဆိုင်ရာတိုက်ခိုက်မှုအသစ်ကို ထိခိုက်နိုင်တဲ့ငှက်ပေးအကြတဲ့ကိုတားဆီးရန်ဖြစ်ကြောင်းနိုင်ငံယူကပြောကြားခဲ့ပါတယ်။အစ်ဇွိနဲ့ဟာမတ်တို့အပြစ်ခံရစေရေးလုပ်ဖို့စီစဉ်နေတဲ့အချိန်တည်းမှာပဲတာခဖြစ်ပျက်နေခြင်းဖြစ်ပါတယ်။ကာတာမျိုးတော်ဒူဟာမှာတွယ်ဝိုက်တဲ့ဆွေးနွေးပွဲပြုလုပ်နေပါတယ်။ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်မှာနလကြအပြစ်ခံရစေရေးသဘောတူညီရန်ဖြစ်တယ်။သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းအနေဖြင့်ဟာမတ်ကအသက်ရှင်နေတဲ့စခန်းတွေနဲ့ထောက်ဝက်ခံကိုလုပေးရမှာဖြစ်တယ်။အပြန်လည်အပြစ်အစ်ဇွိကလည်းယာနဲ့ချီတဲ့ပါလက်စတိုင်းအချင်းတော်မှာလုပေးပြီး ဂါဇာကမ်းနောက်အပေါ်အပြေအဝါပြေဆိုထားမှုကိုအဆုံးသတ်မှဖြစ်တယ်။ဒါကယေဟူးကဂါဇာကိုကင်တွေ့ရမှာစုငွေနဲ့ပြစ်ဒဏ်၂မျိုးလုံးကိုအသုံးပြုနေပုံရပါတယ်။သို့သောမေကိုကြံနေသေးတာကဤနီလန်းသည်စကူလာချပြိပခအတွက်နေချမ်းရေးကိုစောင့်ကြည့်ပေးမှလားဆိုတာပဲဖြစ်တယ်။